ဒီဖိုင်လေးဟာ2025 22ချိန်အတွက်ပထမဆုံးတင်တဲ့ဖိုင်လေးဖြစ်ပါတယ်။ဒီဖိုင်လေးဟာ22ချိန်အတွက်ကျွန်တော်ကြိုပြီးကြည့်ထားတဲ့ဖိုင်လေးဆိုလည်းမမှားပါဘူး။ဒီဖိုင်လေးကိုတကယ်ကျွန်တော်စောစီစီစဉ်းစားတွေးခေါ်လို့ရအောင်လို့ကျွန်တော်စောစီစီပဲပြသပေးလိုက်ခြင်းဖြစ်ပါတယ်။ကျွန်တော်လည်းဒီချက်လိုက်ပြီးလေ့လာကြည့်ပါဦး။သူဖြစ်စဉ်အစကဒီ1983နော်1983ခုနှစ်မှာသူက3လေတိုင်း4လေတိုင်း6လေတိုင်း 3နဲ့4နဲ့6နဲ့အလူအခါခါ3လုံးပေါ့ဗျာနော်အလဲတိုင်းလိုပြောလဲအတူတူပါပဲ3 4 6လို့ဖြစ်တယ်အဲ့ဒီ3လဲတိုင်း4လဲတိုင်း6လဲတိုင်းလို့ဖြစ်တဲ့ပွဲမှာပေါင်းခြင်း3လဲပါတယ်ကျွန်တော်အဲ့ဒါလောတိတမပိုင်းပြတော့နော်3 4 6လို့တန်းတယ်အလဲတိုင်းပြီးရင်အဒီ6လို့ဖြစ်တဲ့ပွဲမှာပေါင်းခြင်း3ပါတယ်တခါ3 4 6လို့ဖြစ်တဲ့အချိန်ဒီ4ရဲ့အောက်မှာနောက်နှလုံးပေါင်းခြင်း30ရှိတယ်အဲ့ဒီ30ကို6လို့ဖြစ်အောင်ဒီဘက်ကို6တလုံးဒီကပုံမှန်ကစားလေးရှိတယ်နော်မူတီ6ဖြစ်ရှင်ပေါ့နော် အဲ့ဒီတောင်းတဖြစ်ပေါ်လိုအပ်တဲ့ဂိမ်းတလုံးဟာဒီဘက်မှာအပိတ်ကြံကြမကြံထက်အပိတ်နဲ့ထိတ်ပဲကစားတယ်နော်ပထမသူ့ရဲ့ဖြစ်တင်က3လေ4လေ6လေအဲ့ဒီ6လေထဲမှာပေါင်းခြင်းသုံးပါတယ်4လေရဲ့အောက်ကနောက်နှလုံးပေါင်းခြင်းဟာနောက်နှလုံးပေါင်းခြင်းနဲ့ဒီဘက်ကတလုံးနဲ့ဟာဦးသေး6လို့ဖြစ်နေရမယ်နော်ဒီမှာ3ခုဆိုတော့6ဖြစ်အောင်6ထည့်လိုက်မယ်အဲ့ဒီ6ကထိတ်သွုံးမဟုတ်ပိတ်ရှိရမယ်နော်ဒါ93ဒါပထမဖြစ်စဉ်ဒုတိယဖြစ်စဉ်က92ခုနဲ့နော်92ခုနဲ့အောက်က92ခုနဲ့ဒါဒုတိယဖြစ်စဉ် ကိုသနှစ်ခုနဲ့မှာ3လဲ4လဲ6เนาะဒုတိယဖြစ်စို့3 4 6လို့တမ်းပြီဆိုတော့အဲ့ဒီဘွဲမှာပေါင်းခြင်း3ပါမယ်4လဲတိုင်းရအောင်ပါလေလုံးလုံးပေါင်းခြင်း10အဲ့ဒီချက်ကို16လို့ဖြစ်အောင်10တလုံးတည်းကိုကြာအဲ့ဒီချက်ကထိတ်တော့မဟုတ် အပိတ်မှာရှိရမယ်เนาะမထိတ်မှာရှိရဒီ3 4 6မှာပေါင်းခြင်း3လဲပါမယ်တတိယဖြစ်စဉ်က94ခုနဲ့ပေါင်းခုက94မှာဒါတတိယဖြစ်စဉ်3 4 6အဲ့လို3 4 6လို့ဖြစ်လိုက်တယ်နဲ့အဲ့ဒီ6လို့အလဲထိုင်တဲ့ဘွဲမှာပေါင်းခြင်း3 ပုံသေးပါတယ်တခါဒီလေးလေရဲ့အောက်ကနှောင်းနှလုံးပေါင်းခြင်းဟာ16လို့ဖြစ်အောင်လိုအပ်တဲ့ဂိမ်းတစ်လုံးဟာဟိုဘက်ကိုမြဲပါတယ်39လေးဆိုတော့16အဲ့လို16လို့ဖြစ်ပေါ်လိုအပ်တဲ့လေးဟာနောက်ပိတ်ဖြစ်ပြီးတော့တယ်နော်ထိတ်သောမဟုတ်အပိတ်အဲ့ကနေ3လေး6ဖြစ်စင်ရပြောရောက်သွားတော့2005 2005ခုနှစ်3လေး6ဖြစ်စင်3လေးလေးလေးကြောက်လေအဲ့လိုဖြစ်လိုက်တာနဲ့အဲ့ဒီပုံမှာပေါင်းခြင်း3ပါ669နော်ပေါင်းခြင်း3ပါတယ် ေါင်းကျင်းသုံးလို့ပါပြီးရင်ဒီ၄လေတိုင်းအောက်မှာဒီနောက်နှလုံးပေါင်းကျင်းရ၈၆လို့ဖြစ်အောင်အဲ့ဒီ၆လို့ဖြစ်အောင်ဒီဝတ်တဲ့၈တလုံးဟာထိတ်နေအပိတ်နေဆိုအပိတ်ရှိဒီမှာပူးပြီးတော့အလဲမှာကြရပါဘောနော်ဟုတ်ပြီနောက်တတိယဖြစ်စဉ်ကဗမာလာဖြစ်တယ်ဘောအဲစတုဒ္ဒဖြစ်စဉ်ဘောနော်ဒီကောင်ကဒီကောင်ကစတုဒ္ဒဖြစ်စဉ်နော်တစ်နှစ်သုံးဒါ၄ခုမြောက်နောက်၅ခုမြောက်ဖြစ်စဉ်က2023မှာလာဖြစ်တာ2023မှာနော်၃လေ၄လေ၆လေ ၃လေ၄လေ၆လေတော့တန်းပြီဆိုရင်အဲ့ဒီဘွဲမှာပေါင်းချက်၃ပါ၈နဲ့၅နဲ့၈၆ပါเนาะတခါ၄လေရဲ့အောက်ကနောက်နှလုံးပေါင်းချက်ဟာ၃အဲ့ဒီ၃ကို၆လို့ဖြစ်ပေါ်အောင်၃လို့အဲ့ဒီ၃ကတိတ်တော့မဟုတ်ပဲเนาะ၆ကို၃เนาะဟောဒီသတ္တုဒ္ဓဖြစ်စင်မှာကြာတော့ဒီမှာဒီမှာ၃၅၈တတိယဖြစ်စင်မှာကြာတော့ဒီမှာ၃၉၄เนาะဒုတိယဖြစ်စင်မှာကြာတော့၄၄၈ထိတ်เนาะဒီပထမဆုံးဖြစ်စင်မှာကြာတော့၃၇ အဲ့လိုတွေဖြစ်ပြီးသွားလို့ဆိုရင်သူကဘာတွေထူးခြားမှုရှိတုံးဆိုအဲ့လို3 4 6လို့ဖြစ်ပြီး3 4 6လို့ဖြစ်ပြီးသူ့ရဲ့အောက်မှာငါးပရိငါးပရိအနည်းဆုံးနှစ်ခါထပ်လာတယ်မြေတစ်ခါလာတယ်မြေတစ်ခါလာနှစ်ခါနော်အော်ဒုတိယဖြစ်စဉ်62ခုနဲ့ဒါဒုတိယဖြစ်စဉ်3 4 6ရဲ့အောက်မှာငါးပရိတစ်ခါနှစ်ခါနော်အော်တတိယဖြစ်စဉ်ဒီမှာ3 4 6ငါးပရိတစ်ခါနော်ဒီမှာတော့3ခါလာတယ်ဒီမှာတစ်ခါဒီမှာနှစ်ခါနော်ဒါနှစ်ခါနော် ဖိုင်းတော့ဘွိုင်းတော့နော်မြတ်တခါတော့ကတတုဒ္ဓဖြစ်တယ်မှာလဲအဲ့လိုပဲငါးပဒိတ်၃၄၆မြတ်တခါအခုတခါနှစ်ခါခါအခု၃၄၆ဒီမှာဖြစ်ပြီငါးပဒိတ်ကဒီမှာတခါလိုက်ပြီနော်၃၄၆ရအောင်မြတ်တခါအခုတခါလာမယ်ကောင်းဆိုနှစ်ခါပေါ့ကျွန်တော်တို့ဒီငါးဆုံးသောနှစ်မှာငါးပဒိတ်ကနှစ်ခါပဲကြာမယ်ပုံမကြဘူးဆိုဆိုလဲတတ်မှတ်ချက်ရှိပြီမယ်အဲ့ကောင်ကသူကပြက်ရလဲပြက်သွားနိုင်တယ်ပေါ့နော်ဟို site တွေဆိုတော့ပြောမရဘူးသူကသူနှစ်ကြိမ်သတ်မှတ်တာလဲသုံးကြိမ်လဲထွက်ရင်ထွက်တယ်ဒါကသုံးကြိမ်သတ်မှတ်ထားပြီးတော့လဲနှစ်ကြိမ်နဲ့ရရင်ရရသွားတာ ဒီချဲသဘောရဲ့ချဲသဘောတရားဆိုတာဒီခါလေးတော့လည်းအဲ့လိုပုံတွေမှတ်လို့မရဘူးနော်။ဟုတ်ပြီအကြတော့ကျွန်တော်တို့အားလေးလေ့လာကြည့်ပါအဲ့ဒီ၅ပြိတ်တွေဘယ်မှာကြာလဲ။အဲ့ဒီ၅ပြိတ်တွေမကြာခင် तू ကအဲ့ဒီ၃လေး၆လို့ဖြစ်ပြီးရင်၃လေး၆လို့ဖြစ်ပြီးရင်ဒီတုံညပါသော၅ပြိတ်တကွကြာတယ်ဗျာ။၃လေး၆လို့ဖြစ်ပြီးဒီမှာတုံညပါသော၅ပြိတ်နော်တုံညပါသော၅ပြိတ်အဲ့ဒါပထမထူးခြားချက်လေးပေါ့နော်ဒီမှာတုံည၆၆တကွချက်တယ်ဒုတိယဖြစ်စဉ်မှာအဲ့ဒီ၃လေး၆လို့ဖြစ်ပြီးသူ့ရဲ့အောက်မှာ ဒီတုံ့ပြန်ပါတော့ငါပြိနော်ဒီမှာထွက်တယ်ဒီတတိယဖြစ်စဉ်မှာလဲနော်3 4 6ရောက်တော့တုံ့ပြန်ပါတော့ငါပြိပြစ်လေးတယ်နော်နောက်ဒီမှာဒီ3 4 6ခါတောင်ရအောင်ပြစ်လားလေးတဆတုံ့ပြန်ပါတော့ငါပြိအခုကျွန်တော်ကဒီ3 4 6ရအောင်မှာပထမငါပြိကတော့ထွက်ပါပြီနော်အခုနောက်ငါပြိမှာကျွန်တော်တုံ့ပြန်ပါတယ်ငါပြိကျွန်တော်ဖမ်းထားတယ်ဟုတ်ပြီနောက်ထူးခြားမှုဖြစ်စဉ်တစ်ခုကအဲ့ဒီ3 4 6ရအောင်မှာငါပြိထွက်ကြမယ်ချိန်မှာအထက်နဲ့အောက်တစ်လေးလေးတစ်စောင်းထိုးပြီးမှာ ကြရတယ်ဖြစ်စဉ်အဲ့ဒါတွေကလည်းထူးခြားတယ်အဲ့ဒါကဘယ်လိုမျိုးလဲဆိုတော့ဒီဒီ396မှာတော့မဖြစ်ခဲ့ဒီနောက်ထပ်ထွက်တဲ့68တက်မှာပြန်လာဒီ76ကို9ပြိမှန်တယ်ပြန်မလေးတက်ထူလာတယ်တလေးလေးတက်ထူလာတယ်နော်ဒါပထမဖြစ်စဉ်ဒုတိယဖြစ်စဉ်ကိုကြည့်ကြည့်အောင်ဒုတိယဖြစ်စဉ်36ပြည့်ရအောင်ပြန်လာဒီ68တက်တက်တက်လေးအဲ့ဖြစ်စဉ်ကိုထူးခြားတယ်နောက်ဒီတတိယဖြစ်စဉ်36ပြည့်ရအောင်က9ပြိပြန်လာတလေးလေးတက်နောက်အခုကခုမှတက်ကပေါ်လာလို့လောလောလာနော် နော်၃လေးချသူ့ရဲ့အောက်မှာဒီမှာလေးတစ်ဆယ်လေးတစ်ကဲဟုတ်ပြီအဲ့လိုဆိုရင်မ၃လေးချကျွန်တော်ကဒီမှာ၅ပြိတ်ဖမ်းပြီနော်ဒီမှာကျွန်တော်တစ်လေးလေးတစ်ထုတ်လို့ရတယ်တစ်လုံးကခုမှပေါ်လာလာပြီနော်ဟုတ်ပြီအကြတော့ကျွန်တော်အဲ့ဒါလေးကိုရှင်းရှင်းလေးလေးဖြစ်အောင်ထပ်ပြီးရှင်းပေးမယ်နော်ဟုတ်ပြီသူကအဲ့လို၃လေး၆ဒီ၃လေး၆ဆိုတဲ့ဖြစ်စဉ်ဟာအကျိန်း၂၀မတိုင်ခင်အပေါ်မှာပဲဖြစ်လိမ့်ရှင်နော်၃လေး၆ဆိုတာအဲ့ဒီ၃လေး၆အလဲ၃လုံးဟာ အကျိတ်20မတိုင်ခင်မှာပဲဖြစ်လို့ရှိတယ်ဟုတ်ပြီအဲကြတော့ကျွန်တော်3လေး6လို့တန်းပြီသူ့ရဲ့အောက်ကိုကျွန်တော် အကျိတ်20ကိုသွားမယ်နော်အကျိတ်20အကျိတ်20ဆိုတော့ဒီဘွဲပဲနော်အကျိတ်20အကျိတ်20မှာလေကျွန်တော်ပါထူးကြတော့အကျိတ်20မှာအဲ့ဒီအကျိတ်20မှာအခွာပေါင်းချင်းခွာပေါင်းချင်း6အဲ့ဒီခွာပေါင်းချင်း6ကို30လို့ဖြစ်အောင်၄တလုံးတူတယ်နော်အခွာ6အခွာ6ကို30လို့ဖြစ်အောင်၄တလုံးတူတယ်၄ပါမယ်ဒီခါဒီမှာအနီအောင်လေးနဲ့တူပေးထားတယ်အဲ့ဒီ6အဲ့ဒီ6ကိုကျွန်တော်ကပေါင်းချင်းလေးလို့ဖြစ်အောင်နော်ပေါင်းချင်းလေးဖြစ်အောင်80ရအောင် အဲ့ဒီတော့ဒီမှာအောက်မှာအနီလေးနဲ့တို့ပြတာလေးလေးအဲ့ဒါနော်လေးလေးဆိုတော့ပေါင်းချင်းရှိအဲ့ဒီရှင်းနဲ့ဒီရှောင်းနဲ့ပေါင်းမှာလေးလို့ဖြစ်တယ်ညသိမချုပ်နဲ့တော့တကယ်ကို तू ကအချိန်30ရက်အခွက်ကဏ္ဍကို30လို့ဖြစ်ရအောင် तू ကတဲ့တလုံးပါမယ်လေးပေါ့ဗျာနော်၆တုံညကို30လို့ဖြစ်ရှင်တော့လေးတလုံးပါမယ်တခါထိတ်သီး၆ကိုပေါင်းချင်းလေးလို့ဖြစ်ရှင်တော့နော်ထိတ်သီး၆ကိုပေါင်းချင်းလေးလို့ဖြစ်ပေါ့ပေါင်းချင်းရှိတယ်အဲ့ကြတော့အကုန်လုံးကိုရှုံပြီးစဉ်းစားလိုက်ရင်လေးတလုံးပါပေါင်းချင်းရှိလေးတလုံးပါပေါင်းချင်းရှိအဲ့လေးတလုံးပါပေါင်းချင်းရှိလို့ကြာပြီးမှအောက်မှာ၂၂ချိန်မှာမူတည်ပရိတ်ငါကြာတာနော် ပထမဖြစ်စဉ်ကအခွာပေါင်းခြင်းကို20လို့ဖြစ်အောင်လိုအပ်တဲ့၄ထဲလိုက်တခါထိပ်သီး6ကို8လို့ဖြစ်အဲထိပ်သီး6ကို4လို့ဖြစ်အောင်8လို့လေအဲ့ဒီချက်ကပေါင်းခြင်း10ပဲเนาะဒါပထမဖြစ်စဉ်ဒီ3 4 6ရဲ့အတိန်20ပထမဖြစ်စဉ်အဲ့လိုဖြစ်ပြီးတော့မှဒီကောင်ကြာဒီကောင်ကြာပြီးတော့မှအဲ့22ကျော်6ပရိအဲ့ဒီ9ပရိကမူတည်ပဲเนาะ9ပရိကမူတည်အဲ့ဒီ9ပရိကဘာနဲ့ပေါ့မလို့ဆိုတော့အဲ့ဒီနောက်ပိတ်လေးဟာပေါင်းခြင်း၄ပါပြီးပေါ့မယ်เนาะအဲ့ဒီ၄ပေါင်းခြင်းနောက်ပိတ်လေးဟာပေါင်းခြင်း၄လို့ပါပြီးပေါ့မယ်အဲ့ဒီအချိန်မှာ၄နဲ့တင်နေရတယ် ငါလို့ဖြစ်နေနော်ဒီလိုလုံးပေါင်းကျဲလေးပြိငါဆိုတော့မှဒီမှာတော့ငါဖြစ်ရအောင်နော်ဒီလေးကပေါင်းကျဲလေးနော်ဘလိတ်ကလည်းငါဆိုတော့ပြစ်ပဲရှိရတယ်နော်ဟုတ်ပြီဒုတိယဖြစ်စဉ်ဒုတိယဖြစ်စဉ်ကဒီမှာအဲကျတော့သူအကျိန်20ကဒီကောင်မဲ့အကျိန်20အကျဉ်းနဲ့ဆက်မှသူပါပြီးတော့ခွာပေါင်းချင်းခွာပေါင်းချင်း၆လို့ပြီးသားတယ်အဲ့လိုသူတစ်ထည်ဖြစ်အောင်အောက်မှာ၄တလုံးနော်၄တလုံးပါမယ်၄တလုံးပါမယ်အခါဒီခွန်ကိုကျွန်တော်က၁၄ဖြစ်ရှင်တော့ပေါင်းချင်းခွန်ထည့်ရမယ်အဲ့လိုဆိုဒီဘက်မှာ၁၀ဖြစ်အောင်၄တလုံးပါမယ်အခါဒီခွန်ကို၁၄ဖြစ်ရှင်တော့ ခွန်ထက်ရမယ်အဲ့ဒီခွန်ကပေါင်းကျွန်းခွန်လေးတလုံးပေါင်းကျွန်းခွန်ကြီးကြာကြာပြီးတော့မှသူ့ရဲ့22တိမှာမူတီ15ပြိတ်ပဲနော်မူတီ15ပြိတ်ပဲကြာအဲ့ဒီ15ပြိတ်ကတဲ့သူ့ရဲ့အပေါ်နောက်ပြိတ်ကပေါင်းကျွန်းကလို့ပါမယ်အဲ့တော့ပေါင်းချင်း95ပြိတ်ဆို6ပဲကျန်တော့တာပေါ့အဲ့တော့ဒီ6နဲ့9နဲ့ပြန်ပေါင်း5ပဲဖြစ်ပါတယ်နော်ဟိုဘက်မှာလည်းအဲ့လိုပဲနော်ဟိုဘက်မှာလည်းအဲ့လိုပဲဒီ၄ကပေါင်းချင်း၄ဆိုတော့8နဲ့6နဲ့ပေါင်းချင်း၄နော်ပြိတ်5ဆိုတော့ကျန်တဲ့ဒီကျန်တဲ့တဲ့ဒီ၄နဲ့5ပဲပြန်ဖြစ်မှာနော်ဟုတ်ပြီတတိယပေါ်ချင်းကြည့်အောင်တတိယဖြစ်တယ်ဒီမှာ3လေးချက်အောင် အတုံးလေး6အားလို့အချိန်30ကိုပြေးလိုက်အချိန်30ကိုပြေးလိုက်တော့ကွာ30နော်ဖောက်ပေါင်းကျ30ကိုတုံညာလို့ဖြစ်ရှင်တော့တုံညာပဲထည့်ရမှာနော်ဖောက်ပေါင်းကျ30ကိုတုံညာလို့ဖြစ်ရှင်တော့တုံညာတစ်လုံးထည့်ရမှာဒီအပေါ်ထိပ်ပြီး6ကို14လို့ဖြစ်ရှင်တော့ပေါင်းကျ10လို့ထည့်ရမှာတုံညာတစ်လုံးနဲ့ပေါင်းကျ10မှန်တယ်နော်တုံညာတစ်လုံးပေါင်းကျ10လို့မှန်ပြီးရင်ဒီ22ဒီမှာမူတူ15ပြိထွက်တယ်ဟောနာလို့ပဲနောက်ပိတ်3ဟာပေါင်းကျ3ပါရမယ်နော်ပေါင်းကျ3နဲ့15ပြိဆိုတော့နော်ပေါင်းကျ3ကိုယူပြီးပြီဆိုတော့ဒီ3နဲ့အကျန်နဲ့ကဏ္ဍနဲ့ဟာ9ပဲဖြစ်ရမှာနော်ဟုတ်ပြီကျစတုတ္တဖြစ်စဉ် တုတ်တာဖြစ်ခြင်းဖြစ်စဉ်ကဒီမှာလာဖြစ်တာ3 4ချက်နော်ဒီမှာဒီ16ချက်ပါအဲ့ဒါသူအကျဉ်း20မှာမူလေပါဖြစ်တယ်အကျဉ်း20မှာဒီအခွားပေါင်းခြင်းနော်အခွား6တွေကြီးကလေးကဖြစ်တယ်တပွဲပဲမဖြစ်တာနော်အခွား6တွေကြီးဖြစ်တယ်အဲ့ဒီအခွား6ကို30လို့ဖြစ်ရှင်တော့30လို့ဖြစ်ရှင်တော့လေးထည့်လိုက်ရုံပဲဟောလာလို့ပဲဒီ9ကို24လို့ဖြစ်ရှင်တော့ပေါင်းခြင်း9လို့ထည့်လိုက်လေးတစ်လုံးနဲ့ပေါင်းခြင်းဆက်မှာလေးကပဲရရတာဒီအခွား6ကို30လို့ဖြစ်ရှင်တော့လေးထည့်လိုက်တာဒီ9ကို24လို့ဖြစ်ရှင်တော့9ထည့်လိုက်တာအဲ့ဒီ9ကျတော့ပေါင်းခြင်းနော်9ခွန်4ဆိုတဲ့ကောင်ကကျတော့လေးတစ်လုံးအဲ့ကျတော့မှသူက လေးလည်းပါတယ်။ပေါင်ကျင်ကားလည်းပါတယ်။အဲ့ကောင်ထွက်ပြီးတော့မူသေး22ကျင်း22ကျင်းပါပြီ။အဲ့ဒီအချိန်မှာလည်းဒီနောက်ပိတ်တက်ကပေါင်ကျင်တက်လို့ပါနေရတယ်။ပေါင်ကျင်တက်နဲ့ငါးပိတ်ဆိုမှတော့ဗျာဒီပေါင်ကျင်တက်ပါပြီဗျာ။အဲ့တော့ channel လေးနဲ့ဒီတက်နဲ့ပေါင်ငါးပဲပြန်ဖြစ်မယ်။နော်။ဒါဟုတ်ပြီနောက်ဆုံးပွဲ။နောက်ဆုံးပွဲ။နောက်ဆုံးပွဲကဒီမှာ3 4အဲ့လိုတန်း22ကျင်း30။အဲ့ဒီ30ပြီးခဲ့တဲ့ဘက်ကဒီမှာ6 6လို့သူကဒီအတိတ်နဲ့ဆိုင်မှာထွက်ထားတာအဖပေါင်းကြီးက6ပဲတွေ့လား 华邦你炒过，利润让去的。华邦你炒，它六炒六皮多，炒过的时候六批行了，赚龙六千嗯，他看历史股市利润是行了，像利润行了，邦你炒白，谁德龙把邦你炒白。比起来，国内嘛就喏，低价没炒过的嘛，邦金炒中国白。四川下咯，低价没亏过的，邦金炒白了就差了，利的没包袱。到东林亚，东南的是不许嘛？东林那个，越南下，利润包的邦金炒的，那那那的东南的反东家亚啊！ အောင်ကျေရှောင်းနော်ထားလိုက်တော့ဒါလွဲတယ်ပေါ့ဗျာနော်ထားလိုက်တော့ကြောက်ဟုတ်ကဲ့ကျတော့ဒီမှာ၃ညတက်လေးလို့ကျွန်တော်ယူရတဲ့ကြောင်းရင်းဟာဒီနောက်ပိတ်ငါးဟာငါငါးပိတ်ကြံနောက်ပိတ်ငါးဟာအောင်ကျေငါးနော်ငါးပိတ်ဆိုတော့ဒီ၃ညပဲထည့်ရတော့ပေါ့နော်ပြန်နေတဲ့ကဏ္ဍဟာ၃ညအဲ့ဒီ၃ညနဲ့ဒီငါးနဲ့ပေါင်းငါးပဲပြန်ဖြစ်နော်ဒါဒီငါးပိတ်ကိုဖမ်းရတဲ့ဖြစ်စဉ်ဒီတက်လေးလေးတက်ကျွန်တော်ဆက်နာပြောခဲ့တယ်တက်လေးလေးတက်ဖြစ်ပြီးမှငါးပိတ်ဖြစ်ရမယ်ဆိုတာဟုတ်ပြီအဲ့ကြတော့ကဲတကယ်ကျွန်တော်ကျွန်တော်တစ်ခုရှင်းပြအောင်မယ်ဒီမှာ3 4လို့ဖြစ်ပြီးရင် ဒီ9ပထမ9ပြည့်ဒီ9ကတော့နောက်ဆုံး9ပြည့်အဲ့ဒီနောက်ဆုံး9ပြည့်ရဲ့ဒီဘက်ကကိုးပင်7ပြည့်နော်ဒီ1 2 3 4 5 6 7 8 9ပြည့်ပါတွေ့လားဒီ9ပြည့်9ပြည့်တူလဲနော်နောက်ဆုံး9ပြည့်ကိုယူရမှာနော်ဟုတ်ပြီ3 4 6အဲ့ဒီ3 4 6ကိုဖြစ်ပြီးတော့သူ့ရဲ့အောက်မှာ9ပြည့်တစ်ခါနှစ်ခါနောက်ဆုံး9ပြည့်နောက်ဆုံး9ပြည့်ကိုအပေါ်ကို1 2 3 4 5 6 7 8 9ဒီကောင်ကတော့9ပဲနော်သူ့ရဲ့ဘေးကနေ1 2 3 4 5 6 7 8ပုံမှန်တော့နောက်ဆုံး9ပြည့်ကိုဒီမှာဒီ8 6ကို နှစ်3 4 5ကျောက်ကုန်ရှိကို30เนาะ7 9မှာအဲ့ဒီ5ဘက်တည်းကထောက်တာတတိယဖြစ်စဉ်တတိယဖြစ်တဲ့ဒီ3 4 6ရဲ့အောက်မှာဒီမှာပထမ5ငါဒုတိယ5เนาะဒုတိယ5တော့ထားလိုက်လို့မလို့တတိယ5เนาะအဲ့ဒီတတိယနောက်ဆုံး5ပေါ့ဗျာပြည့်ရဘောကနေ10 3 4 5ကျောက်ကုန်ရှိ90တက်လား5ဘက်ကိုထောက်ပြီနောက်စတုတ္ထဖြစ်စဉ်ကနောက်ဆုံး5ဘက်ကဒီ၄30ပေါ့သူရထက်ကို1 3 4 5 6 9 10 9 10ပြီမှာအဲ့လို5ဘက်ထောက်တယ်အခုဒီမှာဒါဒီ6 6ရအောင်မှာနောက်ဆုံး5ဘက်ဆိုတာဒါပေါ့ဗျာเนาะ သူရဲ့ဘေးဟိုတယ်နဲ့3 4 5 6 9 10ဒီတောင်းရလေးတက်ပဲဟုတ်ပြီနော်ဒီကချင်းအဲကြတော့ဆောနာဒီအဖတ်6ပြဿနာလေးကိုတစ်ချက်ပြန်ပြီးကြည့်လိုက်အောင်3 6လို့ဖြစ်ပြီးတော့ဒီအကျိန်20အကျိန်20မှာအခွ6နော်ဒုတိယ3 6ကိုကြည့်အောင်ဒုတိယ3 6ကနေဆင်းရတာအကျိန်20ဒီကောင်မဲအခွ6နော်ဟုတ်ပြီတတိယ3 6ကိုခဏလွတ်ခဲ့အောင်နော်3 6တတိယ3 6ကကျွန်တော်အခွ6မဖြစ်တဲ့အတွက်ခဏလွတ်ခဲ့လိုက်နော်စတုဒ္ဒ3 6ဒီမှာစတုဒ္ဒ3 6နော် 一只因哪生？嘛，跨桥，啊，路途最平坦，是嘛？东里桥路长，一只因哪生？嘛，跨石桥，那跨石桥，啊只路，只能话不如路平路来熟。啊里跨石桥路平平，跨桥路平，泥巴嘞，还是泥路平样，方便些吧？啊里石头桥古古，那啊里石头桥古，哪都看。东里桥路长些，跨石桥路细点些。我这边就马索那些田地，田地，桥细点古，变出来，变出来些哪，那，第二呢，田细点桥，那在东里桥外不怎么些田啊，后头嘞个。 နော်ဒီဒုတိယ၃၄၆ဖြစ်စဉ်ကိုရွှေ့လိုက်ရှင်းအဲ့ဒီအချိန်မှာတဲ့နော်ဒါလေးကိုသိချင်တယ်နော်အဲ့ဒီ၃၄၆ရဲ့အောက်မှာထွက်ထားသော၅ပြည်နှစ်ခွက်ဟာ၃ည၉၆ရဲ့ရှစ်ပြည်၆ရဲ့နှစ်ခွက်ပဲရှိတယ်နော်အဲ့ဒါပထမ၃၄၆ရဲ့ဖြစ်စဉ်ဒုတိယ၃၄၆ရဲ့ဖြစ်စဉ်မှာလည်းကြည့်လိုက်တယ်ဒီ၃၄၆ရဲ့အောက်မှာပထမ၅ပြည်က၆ရှစ်တဒုတိယ၅ပြည်က၃ည၆ခုဒီအခွက်၆အခွက်၆တူညီတယ်လို့အဲ့ဒီ၃၄၆ရဲ့အောက်မှာထွက်တဲ့၅ပြည်နှစ်ခုဟာ၃ည၉၆တစ်ခွက်ရှိမယ် 6ချက်တက်ခွက်ရှိမယ်နောက်တစ်ခါဒီ3 4 6ရအောင်ပါ76တက်ခွက်ရှိမယ်3 6 9တက်ခွက်ရှိမယ်နော်အဲကြတော့ဒီ22တန်ရန်တဲ့တဲ့ကိုပြေးလိုက်တဲ့76ပါနော်ဒုတိယ3 4 6လို့ဖြစ်တဲ့အချိန်မှာဒီကိုပြေးလာတာနော်အဲ့ဒီအချိန်မှာလည်းဒီဘက်နှစ်ထဲမှာဒီဘက်နှစ်ထဲမှာအဲ့6ချက်တက်ပတ်လည်းရှိလာကြည့်အောင်ဟိုနှစ်ဆမှာထွက်ပြေးလာတယ်နော်နှစ်ဆမှာထွက်ပြေးလာကဲဟုတ်ပြီအဲကြတော့တတိယ3 4 6ကိုထားခဲ့လိုက်အဲ့ကောခွာ9ခွာ6မဖြစ်ကဲဟုတ်ပြီနောက်ဆုံး3 4 6တတိယ တတုတ္တ36ပေါ့ဗျာနော်တတရထားခဲ့တာပေါ့ဒီ36ရအောင်ပါ46လို့ဖြစ်ပြီဒါလို့ဖြစ်တယ်ဖြစ်ပြီဒီ40အဲ့ဒီ40ကိုကျွန်တော်ကနောက်တစ်ခါနောက်ဆုံး36လို့ဖြစ်တဲ့ချိန်22ချိန်ရွှေ့ဒီကိုရောက်သွားတယ်နော်ဒီကိုရောက်သွားခွာ46ဆောနာဖြစ်တယ်လည်းဖြစ်ခဲ့ပြီနော်ဒါလို့30ဖြစ်ရင်းနေဒီချက်ကိုလေးလို့ဖြစ်အောင်ပေါင်းချင်း6နေလဲကြာခဲ့ဒီ3ရက်တက်လေးဟာအဲ့ဒါဒီစတုတ္တ36ကတက်တက်ပြစ်လိုက်တယ်ပေါ့နော်ဒီတက်တက်ကိုလာတယ်ပေါ့3ရက်တက်လေးနော်အဲ့ကြတော့ဒီတတိယစတုတ္တဒီ ပုံလေး6ရက်အောက်မှာဖတ်ထားတဲ့ငါးပြည်နှစ်ခုပါပါလို့ဟိုရှိရှိတဲ့ဒုတိယ၄30တဲ့ဟိုဘက်မှာတော့ကဟိုဘက်မှာတော့3 9 6 6 8 10 6 8 10 6ခုပဲရှိတယ်နော်။နောက်ဒုတိယဖြစ်တယ်မှာလည်းအိုက်ပေါ်မယ်လိုက်တာ။အခုဒီတတုဒဖြစ်တယ်နော်။ဟိုရှိရှိနဲ့၄30ပဲရှိတယ်။ကြာဟုတ်ပြီအဲ့လိုဆိုရင်လည်းဒီမှာတော့ပါပဲပါရှိအောင်။ဒီရှိကိုရှိနဲ့၄30ပဲရှိတာပဲ။နော်။အဲ့ကြတော့ဒီ၄30ဒီနေရာမှာကျွန်တော်3 1 4ဆိုပြီးပန်းလိုက်။ကိုထိုးရတော့အာရတော့စိတ်ချရတော့ဘောနော်။၃၁၄ထိုးရတဲ့အကြောင်းအရာကျွန်တော်ပြီးတော့မှရှင်းပြ။အဲ့ဒီ၃၁၄ကဒီဘက်နဲ့ထဲမှာ ရှိတယ်เนาะအမျက်တက်လေးရှိတယ်เนาะဒါကဘာလဲဆိုတော့ဒီ၄၃၀ကနေဒီ၄၃၀လို့ဒီလိုဒီမှာကြမဲ့ချိန်မှာသူ့ရဲ့ဒီဘက်နှစ်ထဲမှာ၄၃၀ရှိတယ်ဆိုတော့တက်တည်ပြချက်เนาะဒီမှာလည်းအဲ့လိုပဲဒီ၈၁၆ပါဒီလိုတက်တဲ့ဘာမဲ့အချိန်မှာဒီဘက်နှစ်ထဲမှာเนาะဟိုနှစ်စာမှာ၈၁၆ဆိုတော့ရှိတယ်ဆိုတော့တက်တည်ပြချက်အဲ့လိုမှမဟုတ်ဘူးကျွန်တော်ကအဲ့လိုမယူခြင်းဘူးကျွန်တော်တို့ကဒီ၃၉၆၈၁၆ဟုတ်ပြီအဲ့ဒုတိယ၃၆မှာ 68196တုံ96ဟုတ်ပြီအဲ့လိုဆိုဒီနောက်ဆုံးထွက်တဲ့တုံ96ပဲဘေးကို1235689ဒီဟုတ်လားနဲ့ဒီတုံ96ကဒီမှာပဲအဲ့ကြတော့ဒီတုံ96 68အရင်ဖြစ်ပြီးမှဒီဘက်ကဒီကိုလာတာလေအဲ့ကြတော့68တုံ96ကဒီဘက်ကပုံစံတိုင်းလာနေသွားတာပေါ့ဗျာဟုတ်တယ်နော်အဲ့လိုဆိုရင်ကဟုတ်ပြီဒီစတုဒ္ဓဖြစ်တယ်မှာ688 40 688 40ဟုတ်ပြီခုနောက်ဆုံးဖြစ်တယ်ပြသမဖြစ်တယ်မှာဒီမှာ699 40ဒီနောက်ဆုံးထွက်တဲ့40ရာသူ့ရဲ့ဘေးကနေ နှစ်3 4 5 6 9ဒီ40နဲ့ဒီကောင်နဲ့အရင်ဖြစ်ပြီးမှဒီကောင်ဟာဒီလိုပြန်လာတယ်ဆိုရင်တော့ပြောလို့မရဘူးအတူတူပဲเนาะဒီဘက်ကပုံစံတိုင်းပဲเนาะ6 7 3 9 6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  ဲ့လို3နဲ့6လို့ဖြစ်ပြီးရင်မူသေးအကျိန်း20မှာဒီဖြစ်စဉ်တွေဖြစ်22တွေမှာမူသေး9ပြည့်ဒီရဖြစ်စဉ်နော်3နဲ့6လို့ဖြစ်ပြီးရင်အကျိန်း20ကိုပြေးလိုက်သောနာဖြစ်စဉ်တွေဖြစ်22တွေမှာမူသေး9ပြည့်တတိယဖြစ်စဉ်3နဲ့6လို့ဖြစ်ပြီးရင်အကျိန်း20ကိုပြေးလိုက်နော်သောနာဖြစ်စဉ်တွေနော်30ဖြစ်ချင်းတွေ4ဖြစ်ချင်းတွေဖြစ်ပြီးရင်22တွေမှာမူသေး9ပြည့်ဟောဒီမှာ3နဲ့6လို့ဖြစ်ပြီးပြီနော်အကျိန်း20ကိုပြေးလိုက်ရင်နော်ခွာနဲ့ဒီကနေ့30လို့ဖြစ်တယ်ဆို6လေး1လေးလို့ဖြစ်အာ22ကျိန်းမှာ5ပြိတ်အပိုင်းဒီကဒီမှာ3လေး6လို့ဖြစ်ပြီး ောက်အချိန်နဲ့ဆက်မှာဒီဖြစ်စဉ်နဲ့ဖြစ်ပြီး၈၈လေး၃၀၈၈၅၄အိုက်ကောင်ရအောင်ပါ၅ပလိနောက်ဆုံးညီကောင်ချုပ်ကဘယ်လိုလဲဆိုတော့၄တက်ပါပြီးတော့၅ပလိနော်နောက်တစ်ခါဒီမှာလဲ၄တက်ပါပြီး၅ပလိပြစ်လေးပါပြီး၅ပလိ၄တက်ပါပြီး၅ပလိပြစ်လေးပါပြီး၅ပလိနောက်တစ်ခုကတုံညပါတော့၅ပလိ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  ုံညပါလုံးငားပလိုက်နော်အဲ့ဒါလေးပဲဒါဆိုစင်ငယ်ချင်းနေအားလုံးငားလဲသဘောပေါက်တော့ပါတုံညတက်လေးလို့ယူရတဲ့ကြောင်းကဒီကြတဲ့ဘက်ကကျွန်တော်တို့ဒီမှာ693လို့ထောင်း693အပိတ်လုံးလို့ထောင်းနောက်နေ့မှာနော်နောက်နေ့မှာပုံညထဲလို့စားထွက်လာတာ ਨੇ အဲ့တုံညလေးအပိတ်နဲ့ပဲနော်ဘာဖြစ်လို့လဲ6ဘိတ်ခွန်ဘိတ်3ဘိတ်လို့ထောင်းပြီးတော့နောက်နေ့မှာသစ္စာနေပြလိုက်။တုံညထိုက်လို့ထွက်တယ်နဲ့တုံညထိုက်လို့အဲ့ကောင်ကဒီလေတိုင်းဒီလိုဒီခါဆိုပါပါလာမယ်နော်။ ေးလေတိုင်းပြီးရင်ကိုးလေတိုင်းလာပြီ6ခွန်3ဖြစ်ပြီးတော့ဒီဘက်နဲ့မှာနှစ်ဆောက်ပြည့်တုံညာထိတ်လို့လာတာနဲ့တုံညာထိတ်လေးပဲခေါင်းနာလေးလေနော်ဒီမှာကိုးလေနော်ဒါတို့ဘက်မှာ6ခွန်3ဖြစ်ပြီးတော့ဒီဘက်မှာတုံညာထိတ်လေးပဲလေးလေနဲ့နော်တခါဒီမှာ6ခွန်3လို့ဖြစ်တယ်ဒီဘက်မှာတုံညာထိတ်လို့စားထွက်တယ်တုံညာထိတ်လေးပဲကိုးလေနဲ့တုံညာထိတ်လေးပဲကိုးလေတာတုံညာထိတ်လေးပဲ6လေတာဒီကလာမဲ့ကောတုံညာထိတ်လေးပဲ1လေတာဖြစ်ပါတော့နော် လုံးသားလေးပဲဖြစ်နေဖြစ်ပါတယ်။ကြည့်လောက်ဆိုငွေချင်းတို့သဘောပေါက်ပြီးထင်ပါတယ်။